မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ရှင်းလို့ဘာလို့လို့လဲအချိန်တူကြီးတွေပြောင်းလာတာအခုဆိုရင်2025ရဲ့အော်တိုဘာလဆယ်လာပိုင်းကိုရောက်ရှိလာပြီဒီဆယ်လာပိုင်းအတွင်းမှာတလားစာအော်တိုဘာလအတွင်းမှာဂျာစာသတိသမီးမိတ်ဆွေတွေအတွက်ချောင်းရံဆောင်ရံအတွက်တလားစာကိုဆရာမိတ်ဆွေတွေဆရာကအသေးစိတ်ဒီဒီချက်ချာရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်ဥစွာပထမဂျာစာသတိသမီးမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဒီဗီဒီယိုကိုမိတ်ဆွေတို့အနေနဲ့အာမိမိတို့ဘယ်ကနေကြည့်နေရလဲဆိုတာဆရာကို comment လေးမှတ်ပြီးကြပါဦးကျေးဇူးတင်ပါတယ်ဒါဆိုဂျာစာသတိသမီးတွေအတွက်စတင်လိုက်ကြအောင်ခင်ဗျနော် ဂျာဇာဗီတာမီမိတ်ဆွေအားလုံး2025ခုနှစ်အောက်တိုဘာလအတွင်းမှာအဆက်ဆက်ရရအောင်ပြီမှုတွေအလီလီပိုင်ဆိုင်ကြပါစေကြောင်းဆရာကမေတ္တာပို့ဆူတောင်းထောက်ပံ့ပြုတာလိုက်ပါတယ်ဒီ2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာဂျာဇာဗီတာမီမိတ်ဆွေတွေရဲ့ကံဟာ ဘာလို့ဖြစ်ဖြစ်လှုပ်ဆောင်ကြရရှိတဲ့လုပ်ငန်းအလုံးမှန်များဘူးရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိခြင်းနာမျိုးတွေမိတ်ဆွေတို့နဲ့လုပ်ငန်းတွေအလုံးတွေနဲ့စတင်လှုပ်ဆောင်ကြတဲ့မိတ်ဆွေများဘာလို့ဖြစ်ဖြစ်အပြောင်းလဲချိန်ချက်တစ်ခုခုနဲ့လှုပ်ဆောင်ကြတဲ့မိတ်ဆွေများငကူကလုပ်တမကြာရှုံးနေတဲ့မိတ်ဆွေတွေရှိလို့ရှိရင်ပဲဖြစ်ဖြစ်အာကံကဒွန်တွဲပြီးတော့ဆရာရဲ့ချစ်ကိုမရောက်လာဘူးဆိုတဲ့မိတ်ဆွေများဘာလို့ဖြစ်ဖြစ်စတင်ပြီးတော့တိုးချက်လှုပ်ဆောင်မှာဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့လက်ရှိရှိနေတဲ့အနေအထားကနေပြီးတော့နေကြသွားနိုင်ကြကြာရှုံးသွားနိုင်ကြဘာမှမတွေ့ရတဲ့ကာလဖြစ်တဲ့အတွက်မိတ်ဆွေကြတာပြီးသားသမီးတွေကလက်ရှိဒီတလဟာ ဘာကိုဖြစ်ဖြစ်တော့ရှိနေတဲ့အနေထားတွေပြီးတော့နှိမ့်ချသွားနိုင်စရာကြာရှုံးသွားနိုင်စရာမဖြစ်တဲ့အတွက်ကြောင့်မလို့တိုးတက်မှုနဲ့အောင်မြင်မှုကတော့မိတ်ဆွေတွေရဲ့စူးစမ်းမှုနဲ့ရလတ်တာဖြစ်ပါလိမ့်မယ်ဆိုတဲ့ကြောင့်ဆရာကဥစွာပြောလိုပါတယ်။ဒါကြောင့်ကျသာပြီးသားမိတ်ဆွေတွေကဒီလတ်တာတော့ဒီမှာဆိုမိတ်ဆွေတို့ရဲ့ကံကူကဘာကိုလှုပ်လှုပ်ချစ်လို့ဆံကလှုပ်ဆောင်လို့ရပြီးတော့ဒိဋ္ဌအောင်မြင်အောင်စွမ်းဆောင်နိုင်လို့ရှိရင်တေချာတဲ့အဲ မိမိတို့ကဘယ်ကိုလှုပ်လှုပ်ဘာကိုတွားတွားချစ်တိုးဆောင်နိုင်ရင်တိုးကျိုးစားတဲ့လောက်အောင်မြင်မဲ့ကာလဖြစ်ပြီးတော့အဲလက်ရှိရှိနေတဲ့အနေအထားတစ်ခုကိုရင်းနှီးလှုပ်ဆောင်တဲ့ကိစ္စဘာလို့ဖြစ်ဖြစ်စတင်တဲ့ကိစ္စလုပ်ငန်းအသစ်ကိစ္စချစ်တိုးဆောင်နေတိုးတက်မဲ့ကံနဲ့ပတ်သက်လာရင်လက်ရှိရှိနေတဲ့ပကတိအနေအထားနဲ့နေကြသွားနေကြကြာဆုံးသွားနေကြဘာမှမရှိပါဘူးငကောကစိတ်နှခွဖြစ်နေသူပြီးဟိုပူစရာလည်းရှိနေတယ်ချစ်တိုးလည်းလှုပ်ရှင်လည်းဆိုတဲ့မိတ်ဆွေများဘာလို့ဖြစ်ဖြစ်အပြောင်းလဲလေးတွေရလှုပ်လိုက်တာမျိုးဖြစ်စီငကောကဘာလို့လို့အခက်ပြင်းဖြစ်နေတယ်ဒါစားလေးသမီးများဆရာငယ်မိတ်ဆွေများဒီကာလဟာဘာလို့ဖြစ်ဖြစ်ချစ်တိုးစွမ်းဆောင်ရင်စွမ်းဆောင်နိုင်တဲ့လောက်စူးစမ်းရင်စူးစမ်းနိုင်တဲ့လောက်ကိုက တရားဘူးလို့တရားဘူးအရာဖြစ်မယ်90ဘူးလို့90ဘူးအရာဖြစ်မယ်ဆိုတဲ့ကာလာမျိုးဖြစ်တဲ့အတွက်မိမိပေါ်မှာသာမူတည်တဲ့အတွက်ကြောင့်မလို့ကဲရှေ့ကိုဆွဲဆောင်ပါတော့ခင်ဗျာနော်ကောင်းပြီကျမကြီးကျမကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့ လေညတ်တတ်တဲ့ကျမ်းမာရေးလေးတွေတတိပြုပါဝမ်းပြောက်ဝမ်းလျှော့တာမျိုးလေးတွေတတိပြုစင်နေပါသွေးတိုးသွေးတက်တာချိတဲ့ငကူကအချိန်ကမိတ်ဆွေများအနေနဲ့ကတော့အစားတွေကိုအတက်စားအားလို့ဟုတ်လားဟိုသွေးတိုးသွေးတက်စားလေးတွေကိုတတိပြုစားတော့ဖို့လိုအပ်ပါတယ်အသက်အားဖြင့်68မိနစ်အထက်ကျစားပြီးသားမိတ်ဆွေပြီးပါများအနေနဲ့ကတော့လေဖြတ်တာမျိုးလေဖြတ်နာမျိုးလေးတွေဘီယူဆိုင်ဒီကစင်နေပြီးရန်လိုအပ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ရေတွေကိုပဲကိုက်ကိုက်လေနဲ့ပတ်သက်ပြီးတော့ငကူကချိရလက်ပြားတဲ့အေးမခံတဲ့အဲရာမျိုးလေးတွေတာမန်တက်တော့ကိုဘီယူဆိုင်ရမယ်အသက်ကြီးတဲ့မိတ်ဆွေများလေနဲ့ပတ်သက်တော့ကိစ္စတွေအေးရိုင်းခံရတဲ့ကိစ္စတွေတဘာဝအပြောင်းလဲကိစ္စတွေကြောင့်လည်းဖြစ်တတ်တဲ့အတွက်တတိထားပါဒါလေးတို့ကို လည်းဆရာကထပ်မကြားလိုက်ရတယ်ခင်ဗျ။ဟုတ်ပြီ။ကျမအိုင်နဲ့ပတ်သက်လို့ညံ့လာပြီဆိုလို့ရှိရင်တရားပါတဲ့မိတ်ဆွေတို့အနေနဲ့ကျမအိုင်နဲ့ပတ်သက်ပြီးညံ့လာပြီဆိုမိမိတို့အနေနဲ့ကံကောင်းစီဖို့အတွက်ဆိုလို့ရှိရင်တော့မိမိတို့ရဲ့နော်ဟိုလေနဲ့ပတ်သက်ပြီးတော့ညံ့တဲ့မိတ်ဆွေများရှိရင်ဖြစ်ဖြစ်သွေးတို့သွေးတတ်တဲ့ပတ်သက်ပြီးညံ့ရမယ်ဖြစ်ဖြစ်ထို့တူပဲဓာတ်တူနံတူစိဘယူဆိုရတဲ့ကိုဟာအကျောနဲ့ပတ်သက်ပြီးဖြစ်နေအကျောစိကလေးလူလာမျိုးဖြစ်စေသွေးတို့သွေးတတ်ရှိရင်သွေးစိကလေးသွေးလေးလူလာမျိုးဖြစ်စေဒီလိုမျိုးသောကုသိုလ်ရရအောင်လို့ရှိအပြင်လဲမိတ်ဆွေတို့ရဲ့ကျမအိုင်ကအာရောတెంပရာမန်လာပဲဆိုတဲ့အတိုင်းကျမအကျင့်ပြီးလက်တစ်ပါးဆိုတဲ့အတိုင်းကျမအိုင်ကများစွာအထောက်အပံ့ပြုဖို့ရည်ရွယ်ပြီးတော့လူဒါလိုက်တာမျိုးပါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက် ကောင်းမှုစီတာအတေချာပဲဖြစ်ပါလေခင်ဗျာနော်ကောင်းပြီဒါအလုတ်ကလုပ်ငန်းအရာနဲ့ပတ်သက်လို့ရှိရင်ယာဉ်တိုးရမျိုးယာဉ်တက်တာမျိုးတွေကြုံရနိုင်တယ်လုပ်ငန်းတိုးရှက်ခြင်းမျိုးတွေလုပ်ငန်းနဲ့ပတ်သက်လို့ရှက်ကလုဆောင်တယ်မြင်စီများရှေ့လို့ဆောင်ရလုဆောင်လို့ကောင်းသောကာလဖြစ်ပါလေအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ပေါ်ပြပေးပါစီဒီလက်တာတော့ဒီပါဆိုမဖြစ်မဖြစ်နဲ့လုပ်ငန်းယာဉ်တိုးတက်တာမျိုးတွေနေရာတိုင်းနဲ့ပတ်သက်လို့အပြောင်းလဲလေးတွေအပြောင်းအရွှေ့တွေလုဆောင်တယ်မြင်စီများရှေ့လို့ဆောင်ရလုဆောင်လို့ကောင်းပါလေပညာရေးနဲ့ပတ်သက်ရင်လည်းမမဆိုးရရမရှိဘူးပညာရေးနဲ့ပတ်သက်နိုင်ငံရေးပြည်သွားတို့ပညာတော်သင်တို့ပြပအရုံနဲ့ပတ်သက်လို့ရှိရင်ရှေ့တို့ဆောင်လဲလုဆောင်ရင်စူးစမ်းတော့အရာထင်မဲ့ကာလ 就找到了，太难了。 ဘာမှဖြစ်မလာပဲနဲ့အဲတကယ်ကိုချစ်တိုးပြီးတော့ဆောင်ရွက်ပြီးတော့ကံကြမ္မာကိုရှင်းလန်းပေါ်ပြီးလှုပ်ဆောင်လိုက်ပါတကယ်ကိုအပြောင်းလဲနဲ့အတွေ့အကြုံကောင်းကိုရရှိပြီးတော့ဘဝအတွက်အထောက်အကူပြုမဲ့ကာလဖြစ်ပါတယ်ခင်ဗျဒါမှပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်ငွေကြီးနဲ့ပတ်သက်တော့ကိစ္စတွေမှာချစ်တိုးဆောင်ရွက်လှုပ်ဆောင်လို့ကောင်းပါတယ်ငွေကြီးနဲ့ပတ်သက်တော့လုပ်ငန်းတွေလက်လွန်ထားတဲ့ငွေကြီးတွေနဲ့ဘဝကျန်ကြနေတော့ငွေကြီးတွေကိုချစ်တိုးဆောင်ရွက်လှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ် OH ချမ်းမီနဲ့ပတ်သက်ပြီးရောင်းနာဝယ်တာပြောင်းနာရွှေ့တာနဲ့ပတ်သက်တာမျိုးတွေနေရာတိုင်းနဲ့ပတ်သက်တာမျိုးတွေအကျိုးတွေအားသာကောင်းမှာတယ်ငဘူကတသမီမရရှိတော့ဇာတာပိသာသမီမိတ်ဆွေများတသမီရရှိတာမျိုးတွေကိုဝင်ရရှိတာမျိုးတွေတထင်းကောင်းလေးတွေကြားရတဲ့ကာလဖြစ်ပြီးတော့ ပြောလို့ဆိုလို့ခက်ခဲသောတာသမီတွေတောင်ပြောလို့ဆိုလို့ကောင်းမွန်လာမယ်လာမျိုးအဲငါဘုကမိမိရဲ့တာသမီတွေထဲမှာကိုယ်စိတ်တော့ကပြနေတော့ပြေးသေးချာချာကိုအဆက်အသွယ်ကောင်းအောင်နားလည်မှုကောင်းနေတဲ့အေးချမ်းမဲ့ကာလကိုစွမ်းဆောင်နိုင်သောကာလဖြစ်ပါတယ် ဘာသာတရားများများလို့ပါကံတရားရဲ့အထောက်အကူတွေကိုရရှိတတ်တာမျိုးထီပေါက်တယ်လို့ထီကန်ဆန်းတယ်လို့ယတနာပုံစိုက်ကင်းနဲ့စိုက်လို့ရရှိတတ်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ဘာသာတရားမမေ့ဖို့လိုအပ်ပါတယ်ဘာသာတရားကိုမှလုပ်ရင်လုပ်တော့အောင်မြင်တော့ဘာဘုံဖြစ်ပြီးအလုံးစုံတစ်ခုကိုအလုပ်တစ်ခုကိုလုပ်မယ်ဆိုအဋ္ဌကံလေးတစ်ခုကိုချမှတ်ပြီးတော့လုံးဆောင်တာမျိုးအဋ္ဌကံလေးတစ်ခုပြုတ်လုပြီးတော့ဆောင်ရတာမျိုးမေတ္တာလေးပို့ပြီးတော့သွားတာမျိုးသုံးမဟုတ်လေဗတိလေးစိုက်ပြီးတော့သုံးမဟုတ်ရင်ဘုံတော်လေးကရမထမ်း၄၀တွေကမိမိတိုက်ညက်တရားကိုရွေးချယ်လုပ်ဆောင်ရင်အောင်မြင်မှုတွေတူတက်မှုတွေကကျင်းတည်ပါအောင်ကိုယ့်ရဲ့ကံကညံ့လာရင်အဲ့ဒီရဲ့ဘာသာတရားလုပ်တဲ့ယုံကြည်ခြင်းနဲ့ အစွမ်းသိရှိရပဲကိုယ့်ကိုထောက်ကူများစွာပြုမဲ့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအမှုဖြစ်နေသူတွေအမှုနိုင်တတ်တာမျိုးတွေကြုံရတတ်ပါလေ OA ရှံမီနေရာထိုင်ခင်းတဲ့ပတ်တိုင်ဆောက်လို့လည်းကောင်းတယ်ရောင်းလို့လည်းကောင်းတယ်ပြောင်းလို့လည်းကောင်းတယ်ရာထူးလုပ်ငန်းနိုင်ငံတဲ့ပတ်တိုင်ရာထူးတိုးဖို့အတွက်ရာထူးတက်ဖို့အတွက်ရာထူးတိုးတဲ့လုပ်ငန်းတွေနဲ့ပတ်တိုင်ရှိလို့ပြောဆိုလွတ်ဆောင်ရင်အောင်မြင်တိုးတက်နိုင်သောကာလပိုင်းခြားကိုဖြစ်ပါလေငဘကမိသားစုဝင်တွေထဲမှာနားလည်မှုလွယ်နေတာမျိုးတုံးနဲ့တူတယောက်နဲ့တယောက်အမြင်မကြည်လင်တာမျိုးတွေအရှုံထွေးလေးတွေတော့ဒီကာလမှာမျက်နှာချင်းဆိုင်ပြီးတော့ PO1 အေးချမ်းမှုနဲ့ငြိမ်းချမ်းမှုကိုအလိုရှိအောင်စွမ်းဆောင်ရင်စွမ်းဆောင်နိုင်ကြလားအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်သောကာလဖြစ်ပါလေခင်ဗျာမိမိမိသားစုကို အကြောင်းပြုပြီးတော့ငွေကြေးတွေလုံလည်ရင်းနဲ့ဝင်လာတာမျိုးမိမိအိမ်တော်ဘက်ကိုသို့မဟုတ်မိမိမိသားစုနဲ့ပတ်သက်ပြီးတော့ငွေကြေးကန်နေတာလုံလည်ရင်းနဲ့ဝင်လာတတ်တယ်ဥပမာအမွေရာချင်းတွေထိပေါက်ချင်းတွေငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်အထောက်အကူရာချင်းတွေကြုံရတတ်လို့သာသမိပညာရေးကိစ္စလေးတွေကြောင့်သာသမိကိစ္စလေးတွေကြောင့်စိတ်ချမ်းသာစရာဝမ်းသာစရာတည်နေလေးကိုကြားရတတ်တော့လာဖြစ်ကြောင်းနဲ့ထားလို့ပြောကြလိုက်ပါစီအကျိုးပေးတဲ့လုပ်ငန်းတွေအနေနဲ့ဆိုရင်ကွန်ပျူတာတို့ကွန်းတို့ချမ်းတို့ကြောက်တို့ဘောတို့မှောတို့မှန်းတို့ စာရေးပရိယာလုပ်ငန်းလေးတို့ကားတို့စက်ပစ္စည်းတို့စားတောက်ကုန်းတို့ကိုပိုင်လုပ်ငန်းတို့အိုးအိမ်ဆိုင်တွေနဲ့ပတ်သက်တာတို့အထယ်လိုက်တို့ထီထီဖနက်တို့ဟိုဆိုရှယ်မီဒီယာနဲ့ပတ်သက်တာမျိုးလေးတွေမှာချစ်လို့စားလို့လောက်ဆောင်လို့ကောင်းသောကာလအပိုင်းရှားဖို့ရရှိနေတတ်ပြီးရဲ့အခါအထက်လူကြီးကြီးကဲတွေအကူအညီကိုရရှိခြင်းနဲ့အထောက်အကူရရှိခြင်းနဲ့ကြုံရတတ်တယ်လို့အကူအညီကောင်းအထောက်ခံကောင်းတွေရရှိတတ်သောကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစီခင်ဗျာအကျုံးမပေးတာလေးတွေတစ်ဖက်မှာအလားတူပါပဲဆွေမျိုးတိုင်းနဲ့ပတ်သက်ရင်အိမ်မလာရလို့စိုက်မှုတာတတ်ထားလိုက်ပါ ဘာကြောင့်လဲဆိုတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စေညီအစ်ကိုမောင်နှမနဲ့ပတ်သက်ပြီးတော့ဖြစ်စေအဲစိတ်ညစ်စရာလေးတွေညီအစ်ကိုမောင်နှမနဲ့ပတ်သက်ပြီးတော့စိတ်ချုပ်စရာလေးတွေကြုံရတာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့ ငါကအရှုံအောင်ဖြစ်နေတဲ့မိတ်ဆွေများအရှုံရှင်းလောက်တာတဲ့မိတ်ဆွေများမိမိအိမ်အောင်မသိအောင်မဖြစ်ဖြစ်ပြဿနာတစ်ခုကိုအရှုံရှင်းလေးတွေကိုပြန်ပြီးတော့အသက်သွင်းလာပြီးဖြေရှင်းလာလို့ကမကောင်းပါဘူးအဲစေတနာတွေဝေဒနာဖြစ်ရတတ်ပါလေစကားပြောစုံနဲ့ပတ်သက်လာလို့ရှိရင်လေကိုကရိုးရိုးပြောလိုက်ပြီးမှတစ်ဖက်ကလူကနားကြွယ်ပြီးတော့ဝေဒနာလေးတွေဖြစ်ရတာမျိုးတွေဂျုံကတက်တယ်လို့မိတ်ဆွေတို့အနေနဲ့အမျိုးသမီးကိစ္စလေးတွေမှာစကားပြောစုံတဲ့အခါမှာတတိယဆင်ញံပြန်လာလို့တော့လာဖြစ်ပါလေခင်ဗျာနော်အဲဒါအပြင်ကိုကချိုးတင်မလုံးရသေးတဲ့ကိစ္စတွေမှာချိုးတင်ပြီးတော့အဲလုံမယ်ဆိုပြီးတော့ကြွားဝါတာမျိုးကျင်းဝါတာမျိုးတွေကိုတတိယဆင်ញံပြန်လာလို့ရပါလေစက်ပစ္စည်းရင်းနဲ့ပတ်သက်လို့မောင်းနေကြိုက်တဲ့အခါမှာလေထိခိုက်ချနာမှုတွေဖြစ်ရတတ်တဲ့စက်ပ စ်စီတို့ရေနှုံးနဲ့ပတ်သက်ပြီးလှုပ်ဆောင်ရတဲ့မိတ်ဆွေကြသားမိသားစုများအထင်ကအကြံကြလေးတွေအနည်းငယ်ကြုံရတဲ့အတွက်သတိထားဆင်နေပြရလိုအပ်ပါတယ်။ရွှေဝင်ရင်ဝရမယ်မယ်။ရွှေဝစ်တာမျိုးလေးတွေစင်တာမျိုးလေးတွေမှာတော့သတိထားပါမမြဲတာမျိုးလေးတွေလူပြောခံရတာမျိုးလေးတွေလူဆွဆွခံရတာမျိုးလေးတွေကြုံရတဲ့ကြောင်ထားလောင်းပြောကြလိုက်ပြရလိမ့်ခဗျာ။အမှုပညာရှင်ကြသားမိသားစုမိတ်ဆွေများကတော့သတိပြုစင်ရတာတော့လိုအပ်ပါတယ်။ကောလာဟာလာတဲ့နေ့တပုတ်လေးတွေပြောခံရတာမျိုးလေးတွေကြုံရတဲ့တော့လာဖြစ်တဲ့အတွက်မိတ်ဆွေကြသားမိသားစုအမှုပညာရှင်များအနေနဲ့သတိထားဆင်နေပြရလိုအပ်ပါတယ်။အထူးသဖြင့်ကတော့ အနာပါကြီးရနဲ့ပတ်သက်တာမျိုးလေးတွေ operation ဝင်တာမျိုးလေးတွေမလို့အဖက်မျက်နှာကိုပြပြခွဲစိတ်တာမျိုးလေးတွေပရိသတ်ဆင်ကျင်မှာအလှကုန်ပစ္စည်းနဲ့ပတ်သက်လာရင်ရောင်းတာတွေဝယ်တာတွေအိမ်တွင်းပရိဘောကဖန်စီတွေစီကျင်တာတွေအလှပါတွေ graphic တို့ designer တို့ beauty salon တို့အစားကြီးတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ရင်တော့အနှဲငယ်လေးအယောင်ပါအယောင်အေးသောကာလာလေးတွေကိုကြုံတွေ့ရနိုင်တော့လှဖြစ်ကြောင်းဖန်ဆောင်ပြကြလိုက်ရပါသည် စေတနာတွေဝေဒနာဖြစ်တတ်ပါတယ်ဆွေမျိုးသားချင်းများကြောင့်ညီကိုမောင်နှမညီမကြောင့်စိတ်နှောက်ချက်လေးတွေဖြစ်ရတတ်သောကာလအပိုင်းခြားတွေကိုဖြစ်တတ်တဲ့အတွက်သတိပြုစင်ရင်ပေးရန်အတွက်တော့လိုအပ်သောကာလအပိုင်းခြားဖြစ်ပါတယ်စိတ်ထဲမှာစက်နဲ့ပေါ်လာတဲ့ရာတွေကိုတည်တည်ရှိရှိစဉ်းစားပြီးခေါ်ပါအလေးစလိုမလုပ်ပါနဲ့လုံးဝနဲ့တိုင်းနဲ့မလုပ်ပါနဲ့ဆုံးဖြတ်ချက်တွေမရှာပါနဲ့အားနည်းချက်တွေဖြစ်ရတတ်သလိုမိစ္ဆေတို့အနေနဲ့လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင်တော့ချစ်သူသမီးသားဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးတွေငဘောကအဆက်အသွယ်ပြတ်နေသူတွေပြန်လဲရရှိတာမျိုးတွေကြုံရတတ်ပါတယ်သို့တော့ အဆက်အသွယ်ပြတ်နေတော့သမီးကြီးများအနေနဲ့လည်းအဆက်အသွယ်ပြန်လည်းရရှိလာတာမျိုးတွေကြုံရတတ်တယ်အိမ်အောင်သူချင်းဆေးဆက်ချင်းလက်ထက်ချင်းအဆက်ရှိတဲ့ကိစ္စလေးတွေကိုတွေးတာမျိုးဖြစ်စေအဲလူချင်းမိဘအနေနဲ့တိုင်ပင်တာမျိုးဖြစ်စေဒီကာလဟာအကောင်းဆုံးကာလဖြစ်ပြီးအဲမင်္ဂလာရလဲဆရာမင်္ဂလာရလို့ရတယ်ဆိုတဲ့အကြောင်းကြားပြတ်ပြီးတော့ marketing ဆင်းလိုက်တယ်နော်ကောင်းပြီဆိုတော့မိတ်ဆွေတို့အနေနဲ့အိုးနှလားပေါက်မှတရွတ်ဆိုတဲ့အတိုင်းပဲနော်ဟိုဆွနာလို့ပေါ့ကြီးစားဘဝရက် အိမ်အောင်ရှင်ဘဝကိုကူးပြောင်းလို့တွက်လေအာသာကောင်းမှုပြီးတော့တိုးတက်နိုင်လို့ရှစ်သူကြီးစားမရှိသူတွေဒီကလာဟာယခုစားဘက်ပေါ်တက်တယ်လို့မိမိတို့အနေနဲ့မိမိတို့ရှစ်သောမြန်လို့တော့သူကကိုကိုကိုစနာလို့ respond ပြန်ပြီးတော့ကလာပြန်ပြီးတော့အဖြေရတတ်တော့ကလာဖြစ်တဲ့တွက်ရရကြီးအရှိရင်းနဲ့ပတ်သက်လာရှေ့လို့စားနေလောက်ဆောင်ခြင်းမျိုးတွေကမိတ်ဆွေတို့ရဲ့ကံကိုတမိကြီးစားများအနေနဲ့ support ဆန်းကောလက်ကောအားလုံးပွင့်နေတဲ့ကလာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နဲ့အပွင့်မလို့ဘူးလို့ကကြောင်းနဲ့ထပ်လောင်းတတိပေးပြလိုက်ကြပါခင်ဗျာကောင်းပြီအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့အိမ်တော်ဘက်ကိုအကြောင်းပြုပြီးငွေကြီးတွေလုံနေရင်လည်းဝင်လာတာမျိုးတွေအိမ်တော်ဘက်နဲ့ပတ်သက်လို့အိမ်တော်ဘက်ရဲ့ယာဉ်တိုးခြင်းယာဉ်တက်ခြင်းတွေကောင်းသောအရာ လေးတွေကြောင့်ဖြစ်စေခိတခဏခွဲရတာမျိုးတွေသူကရာလူတက်သွားလို့အခြားတနေရာတတိသားကိုပြောင်းဆွေးလိုက်ရတာမျိုးတွေဂျုံကတက်တော့ကာလာဖြစ်ပါတယ်တကယ်လို့မိသားစုကြီးထဲမှာနကူကအစင်ပြေတဲ့အခက်အခဲကြုံလာနိုင်ပြီးရားပြပြီးတော့ကြောင်ကြလေးတစ်ခုလောက်ဝင်ပြရစီအဲဆရာမန်းလေးကိုရောက်နေပါတယ်အဲဗီတာမင်ရှင်နဲ့မိတ်ဆွေများဗီတာမင်ရှင်နဲ့မိတ်ဆွေများအနေနဲ့အဲဆရာနေနာနာမှာအစာကြီးပို့လို့ဆရာ74 24 25လောက်မှာဆရာရှိပါတယ်အဲဆရာနဲ့တွေ့ကြည့်နေဆိုရင်ဆရာကိုကိုယ်တော်ညာနေကိုယ်တော်ညာလေးတစ်ချက် ့ဝါ Telegram မှာဖြစ်စေအဲ့မှာဆရာနေနေတွေ့ကျွန်တော်မန္တလေးရပါဆိုနဘူဘီဒီမင်းမြဲတိုင်းနေရာကနေ7902906ဆိုတဲ့ဝါ Telegram Viber Pay Messenger မှာဆက်သွယ်ပြီးတော့ဆရာကိုကြိုတင်စာရင်းပေးသင့်တဲ့အကြောင်းနဲ့ဆရာနေ AC တွေ့ကျင်နေဆိုဆရာပြန်ပြီးတော့ reconnect လုပ်ပြီးမယ်ဆိုတဲ့အကြောင်းဆရာကပြောလိုပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ဒါကပြီးမိတ်ဆွေကျွန်တော်ပေးသားသမီးဆက်လက်ပြောပြရစီဆွမ်းနာနည်းနည်းအသံဖြတ်သွားရတယ်ပြောလဲဆရာနားလိုက်ပြီပါနော်မိတ်ဆွေကျွန်တော်ပေးသားသမီးများဒီလာတာတော့ပြန်မှာဆိုရင်အိမ်အောင်ရှင်များအနေနဲ့ဆိုလို့ရှိရင်ပြဿနာတက်လာလို့တုံးနဲ့တုံးတရားနဲ့တရားပြဿနာအစုံတရားတက်လာလို့ဆိုရင် အိမ်တော်ဖက်ရဲ့ဆွေမျိုးသားချင်းတွေကြောင့်မြေဆွေမျိုးကြောင့်ငါဆွေမျိုးကြောင့်ဆိုပြီးအရှိတင်များစရာလေးတွေဖြစ်ရတက်လို့နဂူကရှုပ်ပွေနေတဲ့ကြာသာပတိတသမိအိမ်တော်ရှင်များအဖို့အရှုပ်တွေချင်းရတတ်တဲ့ဘူးပေါ်တယ်လို့ပေါ်တတ်တဲ့အတွက်မိမိတို့အိမ်တော်မမသိအောင်လောက်ကာတဲ့ကိစ္စလေးတွေမှာတစ်ခါတည်းပြီးပြတ်အောင်ဖြေရှင်းထားတာဟာမိဆွေတို့ရဲ့ပြဿနာတွေကိုကြိုတင်ကာထားခြင်းဖြစ်ကြောင်းဖြေလောင်ပြောလိုပါတယ်အဋိဌံပြုလို့တဲ့ဆရာငယ်ကြာသာပတိတသမိမိဆွေများအဋိဌံပြုလို့တပါဆိုရင်တော့လောကဝိတုဆိုတော့ဘုံတော်ပတိကိုတနေ့ကိုခုနှစ်ပတ်နှုံးနဲ့၁၂ရက်တည်းအဋိဌံပြုလိုက်ပါကအခက်အခဲမှန်သမျှပြည်လေသွားစီမှာအတိအကျပဲဖြစ်ကြောင်းဖြေလောင်ပြောကြားလိုက်ရသည် ဒီကလာတော့ဒီမှာစက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့မောင်းနေတဲ့အခါမျိုးသတိထားပါစက်ပစ္စည်းရင်နဲ့ခဏခဏပြရတာမျိုးတွေကြုံရတတ်ပါတယ်ရွှေဝင်တာမျိုးတွေအနေနဲ့အားနေပါတယ်တိုးလုံးနဲ့လုံးနဲ့ကိစ္စတွေကိုတိုးတင်မပြောပါနဲ့အပြတ်သဘောလေးတွေဆောင်တာမျိုးတွေကြုံရတတ်ပါတယ်ကျမ်းမာရင်နဲ့ပတ်သက်လာရင်လေနဲ့ပတ်သက်တဲ့ကျမ်းမာရေးကိုသတိထားစဉ်းစားမိရန်လူအကြောင်းထားလောင်းပြောကြလိုက်ပြသည်ဒါအပြင်အကြီးဖျားတို့ရာနာမှုတို့အနာပါရရမှာဆရာတို့ရုပ်ချောခြင်းမျိုးတွေပြင်ပေမဲ့ရုပ်ဆိုးတာလည်းမျိုးတွေပြရတတ်တဲ့အတွက်အလားပါနဲ့ပတ်သက်ပြီးတော့ရာနာတို့အလားကျစ်တို့ခွဲစိတ်တာမျိုးတွေအတက်နိုင်ဆုံးဟိုမျက်နှာပစ္စည်းအောင်မှာအစ်စ်ပြောင်းလုံးလိုက်ခါမှဝက်ချန်တွေထွက်လာတာမျိုးဒီလိုမျိုးတွေဖြစ်တတ်တဲ့အတွက်အကြီးဖျားရာနာမှုတွေအလားပါရရနဲ့ပတ်သက် reduce င်နေရတော့လိုအပ်သောကာလဖြစ်ပါတယ်။ passport လုပ်ငန်း၊ visa လုပ်ငန်း၊ရွေးကြီးသွားနေပတ်သက်လို့ရှိရင်စိတ်ကိုစားကလှုပ်ဆောင်မှာပြန်ရရဲ့အထောက်ကိုရရှိတတ်တယ်။လှုပ်ဆောင်နေနေရမှာလေကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးဆောင်ရွက်ခါမှာကျင်းတဲ့အောင်မြင်ခြင်းတွေရရှိတတ်တယ်လို့မေတ္တာများများပို့ပါရရှိတဲ့နေရာမှာရှိတဲ့မြို့တော်ရှင်တွေလို့ရှင်နဲ့ကိုမေတ္တာများများပို့ပါသို့မဟုတ်လို့ရှိရင်လည်းမေတော်တို့သူရသတိတို့လက်စမီတို့စန်နီမေတော်တို့အစရှိတဲ့ပုဂ္ဂိုလ်တွေမအားတော့ညာနန်းတွေဆွမ်းမွန်လာတော့အစရှိတဲ့ပုဂ္ဂိုလ်တွေနားမှာဟိုတမန်ခုလေးတစ်ခုကိုလှူဒန်းပြီးတော့ဆူတောင်းလိုက်ပါလူရကိစ္စအကျင့်တွေပြေဝသွားမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါကြည့်ခင်ဗျာဒါသာပိသမိတ်ဆွေဒီလတာတော့ဒီမှာ ်မိတ်ဆွေတို့အနေနဲ့အကျိုးပေးသောအရာများအနေနဲ့ဆိုရင်တော့တနင်္လာသာသမီတွေနဲ့တွဲဖက်လုပ်တာမျိုးတွေအကျိုးပေးသလိုအဲစနေသာသမီတွေနဲ့တွဲဖက်လုပ်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုအားသာပေါင်းဖို့တုတ်တက်ပြီးကံကောင်းစီပါတယ်အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍခုနှစ်ကဏ္ဍကိုးကဏ္ဍနေတာမိတ်ဆွေတို့ရဲ့ကံကိုတုတ်တက်အားသာပေါင်းဖို့ကံကောင်းစီသလိုအကျိုးပေးသောအရာဟာအရှိစုစုရဖြစ်ပြီးတော့စန်းတီရာအရာကတော့အရှိမြောက်တောက်အရာဖြစ်ပါတယ်ခင်ဗျအကျိုးပေးကံကောင်းစီတော့ဆနာလိုပေါ်ရက်နေဆိုရင်ဘာလို့ဖြစ်ဖြစ်အဲမိတ်ဆွေတို့အနေနဲ့ ဟိုအချိုးပိကံကောင်းစီတဲ့အရာလေးတွေအချိုးပိကံကောင်းစီတဲ့နေ့ကလေးတွေလုံခြုံမှုအေးချမ်းမှုနဲ့ပြီးသွားမှုတွေကိုရုပ်လုတဲ့အခါမှာဖြစ်ဖြစ်မိမိရဲ့အတွင်းရေးကိစ္စမိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စလေးကိုဖြေရှင်းတဲ့အခါမှာလေမိသားစုတွေမျက်နှာချင်းဆိုင်ပြီးတော့ဘလုတ်တာမျိုးကြစားပိသားသမီးတွေရဲ့အကူအညီကိုရယူပြီးတော့ကိုယ်ကြီးဆောင်ရရင်ပြဿနာခံရများကိုအဖြေပေါ်ကောင်းမွန်အားသာတော့မှအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစီအချိုးပိကံကောင်းစီတော့အယောင်နေနဲ့ဆိုရင်တော့အနီရောအပြာရောလို့ စင်စွဲရောင်လို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတုတ်တက်ကောင်းမှုပြီးအားသာစီပါတယ်တတိယဆင်ရင်ပြရမယ့်အရာကတော့အသားရောင်လို့ရွှေရောင်လို့တတိယဆင်ရင်ပြီးတော့ဝစ်ဆင်ပေးတာတတိယဆင်ရင်ပြရတော့လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစေခင်ဗျာကြည်စားတန်လာရံများဤဆိုတဲ့တိုင်းကြစားပြီးသားမိတ်ဆွေတွေဒီကာလမှာအဲဆလာနောက်ကလေးတွေအမျိုးသမီးကိစ္စလေးတွေဘာညာကိစ္စလေးတွေမှာတတိယဆင်ရင်ပြီးတော့ပြောဆိုပါလို့ထပ်လောင်းပြောကြလိုက်ပါစေခင်ဗျာဘာလို့ဖြစ်ဖြစ်တော့ပြန်ပြန်ပြီးတော့တလတာကိုရှုံလိုက်ရတယ်ဘာလို့ဖြစ်ဖြစ်တော့ဘာလို့ဖြစ်ဖြစ်ရှေ့တိုးဆောင်ရလှုပ်ဆောင်ရအောင်မြင်မှုနဲ့တုတ်တက်မှုတွေရရှိဈေးနိုင်တယ်ဆိုတော့ညာလေဘာလို့ဖြစ်ဖြစ်ကြိုတင်ဖွင့်ပြောပါနဲ့ ဒါပေမဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စကိုတိကျနေကြသွားနိုင်ကြတော့မရှိဘူး။ဒါပေမဲ့ဒီလက်ဟာစိတ်သက်အတက်အကြအရန်လွယ်တော့ကလာစိတ်သက်အမြင့်အနှိမ့်အတက်အကြအရန်မြန်တော့ကလာဖြစ်တဲ့တော့အခုထားလို့ချင်လားခဏလေးထားလို့ချင်လားဆိုတဲ့တံပူကြီးဖြစ်တတ်တဲ့တော့ဘာသာတရားတစ်ခုခုရဲ့အဆုံးအမကိုခိုင်းကြတာဟာပုံမကောင်းဘူးလေဆိုတဲ့အကြောင်းနဲ့ထားလို့ပြောကြလိုက်ပြရစီခမရအရေးကြီးသောကိစ္စတွေကိုပြုံလို့ဆောင်ရွက်တဲ့အခါ ကျွန်းနဲ့ကလေးတွေဆောင်ပြီးတော့သွားတာမျိုးကျွန်းနဲ့ဆရာရောင်းနဲ့ကျွန်းနဲ့တန်လျာကလေးတွေဖြစ်စီအဲသို့မဟုတ်လို့ရှိရင်လည်းကျွန်းနဲ့တန်လျာဆိုလို့ဆရာရှင်မှာကျွန်းနဲ့တန်လျာဝယ်လို့ရပါပြီအဆောင်လက်ွက်ကြိုးပါပါပါတယ်တခုကိုဒေးတောက်ကြပါဆရာငယ်ပြင်ပါလို့ဝယ်လို့ရတယ်တို့တော့ဆရာကြီးကိုလာကြည့်မှပြောင်းမှာတော့မိစေတို့အနေနဲ့အဆောင်ဝင်နဲ့ပြုလို့ရှင်တပါဆိုရင်ကျွန်းနဲ့ဖရာဆရာတို့ဖရာနဲ့မတက်တာတွေမရအောင်ပါခင်ဗျာနော် ဆရာမကလည်းစဉ်းနေတယ်လို့ဖြစ်နေเนาะအဲကျွတ်နဲ့တန်လေးရတို့ကျွတ်နဲ့တို့ကျွတ်နဲ့ငကားရုပ်တို့ကျွတ်နဲ့နဲ့ပတ်သက်ပြီးတော့ငွေကြီးကံကောင်းကဆောင်းထားပါတကယ်ကိုကောင်းမှုပြီးတော့တိတ်ထိပေါက်တော့လဖြစ်ကြောင်းထားလောက်ပြောကြလိုက်ပြရစီခင်ဗျာเนาะတတိယစင်နေရမှာတော့မြောက်စုစုရက်ကိုခီးထွက်တာမျိုးတွေကိုတတိယစင်နေပြီးပါဘာလို့လုတ်လို့ဘုဒ္ဓဘုရားသမီးတွေနဲ့တွက်ခါလုတ်တာမျိုးတွေကမိတ်ဆွေရဲ့ကံကနဲ့ငယ်ပြီးအားနေစီတော့လဖြစ်ကြောင်းထားလောက်ပြောကြလိုက်ပြရစီမိမိတို့ရဲ့လူရမှုပြမှုဆောင်ရွက်တဲ့အခါမျိုးကြာဆရာလိုပေါ့ကျွတ်နဲ့ကလေးမရှိတဲ့အခါမိတ်ဆွေတို့နဲ့မိမိအိမ်ရဲ့မျက်စောဖေးကမှအမွေးနံတာလေးစုပြန်ပြီးတော့လူရမှုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်နိုင်သောကာလဖြစ်ပါတယ် မိမိတို့ရဲ့ရောင်းပုံဝဲပုံတွေအယောင်းသွားအယောင်းသက်စီပုံတို့ကမိစုတို့ရဲ့ပုံပစ္စည်းတွေကိုရောင်းသက်စီရလို့ငါနှစ်စီပန်း၃ပွင့်လေးကိုနှစ်စီပန်း၃ပွင့်အဖြူရောင်းနှစ်စီပန်း၃ပွင့်လေးကိုမိမိတို့ရဲ့ပုံပစ္စည်းတွေကိုရိုက်ကုန်ဖြစ်ပြီးတော့ရောင်းသက်ပါစီလို့ဆိုတော့အယောင်းဝဲကောင်းပြီးအယောင်းသွားအယောင်းဖတ်သွားဒီမှာအသေးချာပဲဖြစ်တယ်ဒီတစ်လတာလုံးအဆက်ဆက်ရရအစင်ပြေအောင်မြင်တုတ်တက်စီရငွေကြီးကအားကောင်းစီရတို့ကပြုလုပ်ရမယ်ရေရာနေနဲ့ဆိုရင်တော့ နီးဆက်ရညောင်မြင့်ကြီးကြီးတပင်မှာဖြစ်စီသို့မဟုတ်ကိုကိုပင်အပင်ကြီးကြီးတပင်မှာဖြစ်စီရုပ်ကစုံနာမည်ကြီးကိုင်းရနှစ်ရလှူပြီးတော့နကွင်းရနှစ်ရလှူပြီးတော့မိမိတို့ရဲ့လိုရာကိစ္စအောင်မြင်မှုအတွက်နေ့စဉ်မပြအဘရုပ်ကစုံနာမည်ကြီးကိုဘာညာခွေးကလိုရတာလေးစူတာအောင်မပြင်းမရှင်းစူတာကျင်းသေးပါပြေဝါလာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့မိစေလိုအားလုံးအဆဆာရရအစင်မီအောင်မြင်တို့တက်လို့ဂျာစာပိတာသမီးမိတ်ဆွေအားလုံးဒီ2025ဆယ်လာပိုင်းဟာကြတာပိတာမိတ်ဆွေတို့ကဘာလို့ဖြစ်ဖြစ်ရှေ့လို့စာပြန်လှုပ်ဆောင်ခြင်းဒီကံကောင်းခြင်းကိုဥတည်ပြီးလက်ကမောင်းခံနိုင်ပြီဆိုတဲ့အကြောင်းပြောရင်းနဲ့ ဒါတော့မိသားစုမိတ်ဆွေတွေအားလုံးယရနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့အောင်မြင်မှုကတော့ဆောက်လို့တက်နေတဲ့ဟိုလောက်ကြီးပြုတ်ခဲ့သူစီးစိမ်ဥစ္စာများတိုးပွားကြပါစေလို့ဆရာကဆုတောင်းထွက်ပနာပြုရင်းနဲ့နောက်တစ်ပတ်မှာပြန်ဆုံကြပါဦးခင်ဗျာ